အာအခုကျမ knowledge လေးတွေပြောပြပါမယ်ကျမ channel လေးမှာတင်ထားတဲ့ natural handmade soap and shampoo လေးတွေ ਨੇ ပတ်သက်ပြီးတော့မှအာ natural handmade soap and shampoo လေးတွေကိုကိုယ်တိုင်ထုတ်လုပ်သုံးဆွဲရခြင်းရဲ့အကျိုးကျေးဇူးလေးတွေကိုပြောပြမယ်နော်အဲ့ဒါတွေကအများကြီးရှိတယ်အရန်ကောင်းတယ်ကောင်းတဲ့အချက်တွေအများကြီးရှိတယ်အာပထမဆုံးချက်ကတော့ ကိုသားရည်နဲ့ကိုက်ညီတဲ့သမာဝပစ္စည်းလေးတွေကိုရွေးချယ်နိုင်တယ်။ကိုရဲ့သားရည်ကအစီပြန်တဲ့သားရည်လား၊ခြောက်တဲ့သားရည်လား၊ဝက်ချံများတဲ့သားရည်လား၊အော်ကြမ်းတမ်းတဲ့သားရည်လား၊ဆဝက်ချံများတဲ့သားရည်လား၊အမဲဆက်ကလေးတွေများတာလား၊ဒါမှမဟုတ်ရင်နေလောင်ထားတဲ့သားရည်လားဆိုတာကိုသိရမယ်။ ဒါပထမဆုံးချက်ပေါ့နော်ပုံနေတဲ့ skin care ပစ္စည်းတွေကဘာတွေပါဝင်လဲကိုယ်သားရည်နဲ့မတည့်တဲ့ပစ္စည်းတွေကဘာတွေလဲတဲ့တာတွေကဘာတွေလဲအဲ့ဒါကိုသိရမယ်အစီပြန်နေဆိုတာကအဆိုတက်ခန်းချောက်လို့ဖြစ်တယ်ဆိုတာကိုလည်းသိရမယ်အဆိုတက် moisture ဖြစ်နေအောင်လို့ဘယ်လိုပစ္စည်းမျိုးကို သုံးသင့်လဲ ကီမီကယ်များတဲ့ပစ္စည်းစီးတွေကိုသုံးဆွဲမှုလျှော့ချပြီးတော့တဘာဝပစ္စည်းလေးတွေကို ပေါင်းဆက်သုံးဆွဲခြင်းအပြင် ရေဓာတ်ကို ပြန်ပြီးတော့မှဖြည့်တင်းသင့်တယ်အရေပြားနယ်ချွေးပေါက်လေးတွေမှာ ပိတ်နေတဲ့ဂျီးတွေအစီဟောင်းတွေဆဲအဟောင်းတွေကို ပြောင်းစင်အောင် လုပ်ရပါမယ်။အဲ့ဒီနောက်မှမှအစ်စ်ထွက်လာပါမယ်။ထွက်လာတဲ့ဆဲအစ်စ်လေးတွေကိုကျန်းမာတန်ဆွမ်းအောင်လုပ်သင့်တယ်။ အဲ့လိုတွေလုတ်ပေးနိုင်တဲ့ပစ္စည်းလေးတွေနဲ့ကိုယ်တိုင်ပြုလုပ်ထားတဲ့ဆုပ်လေးတွေရှမ်ပူလေးတွေကိုသုံးစွဲကြရင်ပိုကောင်းပါတယ်။ကင်မီကယ်ကြောင်းကိုလိလာကြမယ်။နောက်တစ်ချက်ကကင်မီကယ်ကြောင်းကိုလိလာခြင်း။ကိုယ်သားရေကဘယ်လိုကင်မီကယ်နဲ့ကိုယ်သားရေကဘယ်လိုကင်မီကယ်နဲ့မတည့်ဘူးလေတည့်လေဘယ်ကင်မီကယ်ကမိုင်းဖြစ်လဲ ပျော့လေဘဲခမီကယ်က harsh ဖြစ်လေပြင်းလေဆိုတာကိုရှာဖွေဖတ်ရှုပြီးတော့သိရှိနားလည်ထားရမယ်နော်အခုကျမကဒါလေးတွေ ਆ လေ Google ကနေပြီးတော့မှရှာဖွေဖတ်ရှုပြီးတော့မှဘာသာပြန်ပေးထားတာဖြစ်ပါတယ်နောက်တစ်ခုက ကိုနေထိုင်တဲ့နေရာရဲ့ယာတိဥရုကိုသိရမယ်ကိုနေထိုင်တဲ့နေရာရဲ့ယာတိဥရုနဲ့ใกล้ညီတဲ့သဘာဝပစ္စည်းလေးတွေကိုထည့်သွင်းပြုလုပ်ရထည့်သွင်းပြုလုပ်နိုင်တယ် အေးတဲ့နေရာမှာနေရင်အသားရေခြောက်တက်လို့ humectant ဖြစ်စေတဲ့သဘာဝပစ္စည်းလေးတွေကိုထည့်သုံးကြရမယ်။ဥပမာပြားရည်တို့အုတ်မီးတို့ cucumber တို့လိုမျိုးအဲ့လိုမျိုးတွေပေါ့နော်။ပူတဲ့နေရာမှာနေလို့ရှိရင်ချွေးပြန်တဲ့အစီပြန်တတ်တယ်ကိုနဲ့နဲ့မယ်။အဲ့ဓာရည်တွေအချင်းတတ်သို့မဟုတ် အစီဟောင်းတွေကို ပြောင်းစေတဲ့ ပစ္စည်းတွေထည့်သွင်းပြီးတော့ပြုလုပ်ကြရမယ်။ချွေးနှံပြောင်စီတဲ့ပစ္စည်းတွေကိုသုံးစွဲကြရမယ်။ဥပမာ မကြီးသီးတို့ဒိန်းချင်းတို့ခရမ်းညင်သီးတို့အဲ့လိုမျိုးတွေပေါ့နော်။အာတံမြာသီးတို့ကြောက်ချင်မုံတို့ထည့်ပြီးတော့ပြုလုပ်ကြရမယ်။အာနောက်တစ်ခုကလေချမ်းတိုက်တဲ့နေရာတွေမှာနေတဲ့သူတွေဆိုလို့ရှိရင် လေတိုက်ကျန်းနဲ့ဟိုမြန်မာပြည်အလဲပိုင်းဒေသတွေမှာ နေတဲ့သူတွေဆိုလို့ရှိရင် လေတုထဲမှာ ဖုံမှုန့်နေများနေလို့အရေပြားရဲ့ချွေးပေါက်မှာဖုံမှုန့်တိတိလေးတွေပိတ်ဆို့ပြီးတော့မှချွေးထွက်တာအစီထွက်တာတွေနဲ့ရောပြီးတော့မှ black pool လို့ခေါ်တဲ့ချွေးပေါက်ပိတ်ပြီးတော့မှအရေပြားမာကျန်းနေရာတွေဖြစ်တတ်တယ်ချွေးပေါက်လေးတွေမှာပိတ်ပြီးတော့မှအမဲအဆန်လေးတွေဖြစ်တတ်တယ်เนาะ တော့အရေပြားကျန်းနာတွေနေလောင်လို့မျက်နာမဲတာတွေကိုပြန်လည်ကုစားဖို့အတွက်ဆိုရင်ကော်ဖီမုန့်နဲ့လုပ်တဲ့ glycerin soap တို့ချာကိုမုန့်တို့အာလူးမုန့်တို့နဲ့လုပ်တဲ့ glycerin soap လေးတွေကိုအသားရေချောမုတ်ဖို့အတွက်ဖန်တီးထုတ်လုပ်ပြီးတော့သုံးဆွဲနိုင်တယ်အဲနောက်တစ်ခုကကျမတို့မြန်မာတွေကအလေးအကျင့်တစ်ခုဖြစ်တဲ့တနခါလိန်ချင်းတနခါလိန်ချင်းကလေမျက်နှာလေးကိုအေးနေတာပဲဆိုပြီးတော့မလိန်ရရင်မနေနိုင်ဘူးဆိုပြီးလိန်ကြတယ် တနခါကချွေးပေါက်တွေကိုပိတ်ဆို့ထားတယ်ဆိုတာကို ကျမတို့မြန်မာတွေကသိလက်မခံကြအောင်အသက်ကြီးတဲ့အခါမှာအဲ့လိုလိန်နာကြာလာတဲ့အခါလိန်နဲ့အချိန်နှစ်ပေါင်းမြောက်များစွာကြာလာတဲ့အခါအသက်ကြီးတဲ့အခါမှာ တင်းဒိတ်တွေဖြစ်လာတတ်တယ်တင်းဒိတ်လို့ခေါ်တဲ့အမဲခွက်တွေရဲ့မျက်နှာကျန်းနာတွေရဲ့ဖြစ်လာတတ်တယ်တနခါကအသားရည်ရဲ့အဆိုတက်အစီတက်ကိုလည်းခန်းချောက်စီတယ်အဲ့ဒါကြောင့်မို့လို့ဂလစ်စရီဆုပ်လေးကို သုံးဖို့အကြံပြုပါတယ်ရှင်နောက်အချက်တစ်ခုကတော့ကိုယ့်ရဲ့အလုတ်ကင်နဲ့ကိုက်ညီတဲ့တဘာဝပစ္စည်းလေးတွေကိုထည့်သွင်းပြီးတော့အသုံးပြုနိုင်ပါတယ်ကိုက အဲကောနန်ကနဲ့မှအနေများပြီးတော့မှအလုတ်လုတ်တဲ့သူဆိုလို့ရှိရင်ချွေးထွက်နေပြီးတော့မှအသားရည်6တက်လို့အသားရည်ကို humectant လို့ခေါ်တယ်ဆိုထိုင်းမှုဖြစ်ဖို့လိုအပ်တယ်ဆိုတော့ honey yoga တို့ oat meal တို့ aloe vera တို့ cucumber တို့လိုမျိုး humectant ဖြစ်စေတဲ့ပစ္စည်းတွေကိုထည့်ပြီးတော့မှလုတ်ပြီးတော့သုံးဆွဲကြရမယ် ကိုကိုကိုတည်ရမှာနေမှုထဲမှာအနေများလားစိုက်ကဲစီးလားကားမောင်းလားအသားကနေအောင်ထိလားလေတိုက်များလားအဲ့လိုဆိုရင်ထိခိုက်နေတဲ့အသားရည်အတွက်ကုစားဖို့အတွက်ဘလို့သဘာဝပစ္စည်းလေးတွေကိုသုံးရမလဲဆိုတာကိုစဉ်းစားကြရမယ်အဲ့လိုစဉ်းစားမယ်ဆိုရင်ကိုယ့်ရဲ့မူလအသားကအသားရည်ကဘလို့အသားရည်မျိုးလဲဆိုတာကိုလည်းထည့်သွင်းစဉ်းစားရမယ် ငကိုအသားကအစီပြန်တတ်တဲ့အသားလား၆တဲ့အသားလားအဲ့ဒီပုံမှာမူတည်ပြီးတော့မှဘလို့ additive မျိုးကိုထပ်ထည့်ပြီးတော့မှစက်ပြလုံးကြမလဲ shower gel လုံးကြမလဲဆိုတာကိုရွေးချယ်ကြရမယ်စက်ပြဆိုတာကြီးချွယုံတက်တက်မဟုတ်ဘဲနဲ့ treatment မှာပေးတတ်တယ်ဆိုတာလေးကိုသိပြီးတော့ကိုနဲ့လိုက်ဖက်ညီတဲ့ပစ္စည်းလေးတွေကိုထည့်ပြီးသုံးမယ်ဆိုရင်တဘာဝကရတဲ့အကျိုးကျေးဇူးလေးတွေကိုရမှာပါအဲနောက်တစ်ချက်ကတော့ တဘာဝပစ္စည်းလေးတွေရဲ့အာနိသင်ကို သိရှိနားလည်အောင် လေ့လာပြီးတော့လိုအပ်တဲ့နေရာမှာလိုအပ်သလိုထည့်သွင်းအသုံးချလို့ရပါတယ်။အာရှားဆောင်လက်ပတ်သခွားသည်ခန်းညင်သည်တမြာသည်အာလူးဆန်လုံးညို မကြီးသည်ဒိန်ချင်းကော်ဖီမှုတ်ဒန်းတလွန်မှုတ်တမာမှုတ်ချာကိုမှုတ်တစ်ကြိုးမှုတ်စုံဝေးရွက်မှုတ် ချာအုံမင်းအမှုတ်အဲ့ဓာဒီကို ကိုယ့်ရဲ့လက်အဲ့လိုမျိုးအဲ့လိုပစ္စည်းတွေဖြစ်တယ်ကိုယ့်ရဲ့လက်ကမ်းမှာရှိတယ်သဘာဝပစ္စည်းလေးတွေ ਨੇ အသားရည်ကိုဘလို့ပြုပြင်ထိမ့်သိမ်းရမလဲဆိုတဲ့ဘဟုတုတလီကတော့လူတိုင်းမှာရှိတင်တယ်သဘင်တွဲဆိုလို့ရှိရင်ကင်မွန်ဒီထော်လပတ်ရွယ်အဲလက်ဖက်အောင်မဲညို ရှားဆောင် ကစွန်ယိုးနီရှောက်ဘလူးခွန်တောလျှောက်သီးခွန် ရှောက်ဘလူးခွန်လို့ခေါ်တဲ့ရှော့တောရှောက်တီးခွန်ပေါ့နော်အဲ့ဓာတွေကဥယျာပြအတွက်အရန်ကောင်းတဲ့ပစ္စည်းတွေဖြစ်တွေ့တဲ့ကြောင့်မလို့ကျမတို့ရှမ်ပူထဲမှာထည့်ပြီးတော့မှပြုလုပ်သုံးဆွဲသင့်ပါတယ်လို့အကြံပြုပါတယ်ရှင်အဲအချက်နောက်တစ်ချက်ကတော့ပလတ်စတစ်သုံးဆွဲမှုကို ရော့ကျစေတယ်ကျမတို့နေထိုင်တဲ့ဒေသရဲ့ရာသီဥတုအလုတ်ကိုင်းတဘာဝပင်ကိုအသားကြီးအဲ့ဒါကြီးနဲ့ကိုက်ညီမဲ့တဘာဝပစ္စည်းလေးကိုထည့်သွင်းပြီးတော့မှကိုယ်တိုင်ဆက်ပြားလေးတွေကိုဖန်တီးပြုလုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ shower cream ရေချိုးစက်ပြာရည်ရှမ်ပူတို့လိုမျိုးဘူးကွန်တွေသုံးဆွဲမှုကို ရော့ကျလာတဲ့အတွက်ကြောင့်မို့လို့ပလတ်စတစ်သုံးဆွဲမှုကိုရှော့ချရာရောက်စေတဲ့အတွက်ကြောင့်စွန့်ပစ်ပစ္စည်းရှော့ချရာရောက်ပါတယ်အာဂလစ်စရင်းဆုပ်လေးတွေကိုကိုယ်တိုင်ဖန်တီးပြီးတော့ပဲဖြစ်ဖြစ်ပညာရှင်တွေပြုလုပ်ပြီးရောင်းချတာပဲဖြစ်ဖြစ်ဝယ်ယူသုံးဆွဲစီခြင်းပါတယ်လို့အကြံပြုပါရစေရှင်နောက်ထပ်အချက်တစ်ချက်က ပြည်ပသွင်းကုန်လျှော့ကြစေခြင်းနဲ့ပြည်တွင်းထုတ်ပြည်တွင်းထုတ်ကုန်ပြည်တွင်းထုတ်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းရှင်များများပြားလာခြင်းဒေသတွင်အလုတ်အကိုင်းပေါ်ပေါ်များလာခြင်းတွေကြောင့်မလို့တဦးချင်းဝင်ငွေတိုးတက်လာစီပါတယ်တဲ့ပြပကသွင်းလာတဲ့ပစ္စည်းတွေရော့ကြရော့ကြလာမယ်နိုင်ငံသားငွေနဲ့ဝယ်ရတဲ့အတွက်ကြောင့်နိုင်ငံသားသုံးငွေသုံးဆွဲမှုရော့ကြလာမယ်ကိုပြည်တွင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်တွင်းဖြစ်လေးတွေကို30သုံးဆွဲတဲ့သူများလာလို့ရှိရင်ပြည်တွင်းထုတ်ကုန်လေးတွေထုတ်တဲ့လုပ်ငန်းရှင်တွေများလာကြမှာပဲလေ။ရည်သွေးကောင်းတဲ့ပစ္စည်းတွေထုတ်လုပ်တဲ့လုပ်ငန်းတွေများများပေါ်ပေါက်လာမယ်။သုံးဆွဲသူများမှာ ထုတ်လုပ်တဲ့သူများမှာထုတ်လုပ်သူများမှာအရည်သွေးကောင်းတဲ့ပစ္စည်းတွေထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေများလာမှာ။အဲ့လိုမျိုးထုတ်လုပ်တဲ့ပစ္စည်းတွေများလာမှာ အည်သွေးကောင်းတဲ့ပစ္စည်းတွေကိုရွေးချယ်ဝယ်ယူဖို့အတွက်အည်အတွက်များလာမှာလေအဲ့တော့မိမိကိုယ်တိုင်ကစပြီးတော့မှပြုလုပ်သုံးဆွဲပေးကြပါအည်အည်သွေးကောင်းတဲ့ပစ္စည်းတွေကိုလည်းရွေးချယ်ဝယ်ယူသုံးဆွဲကြပါလို့တိုက်တွန်းပါရစေရှင်음နောက်တစ်ချက်ကကို့အတွက် customize လုပ် customize လုပ်ထားတဲ့ ကိုယ်အတွက် customize လုပ်ထားတဲ့အရည်သွေးမြင့်နဲ့ handmade ပစ္စည်းတွေကနာမည်ကြီးတစိုက်တွေနဲ့စလို့ရှိရင်ပိုပြီးကောင်းတဲ့ quality ရှိတယ်တဲ့။ရှေ့မှာပြောထားတဲ့အချက်အလက်တွေအရာလေကိုယ့်ရဲ့အသားရည် အာကိုနေထိုင်တဲ့နေရာရဲ့ယာတိဥဒုကိုလုတ်တဲ့အလုတ်ကိုင်းသဘာဝနဲ့ကိုနဲ့တဲ့တဲ့သဘာဝပစ္စည်းလေးတွေကာကနာနာသိရှိပြီးရောမှာကို့အတွက်တီးတန့်ပြုလုပ်ဖန်တီးထားတဲ့ customize လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တခြားစက်ယုံတို့နာမည်ကြီးပစ္စည်းတွေတဲ့အများကြီးထိရောက်မှုရှိရဲဆိုတာတကယ်လက်တွေ့နော်ဒါကြောင့်မို့လို့ handmade ပစ္စည်းလေးတွေ handmade soap လေးတွေ handmade shampoo လေးတွေ natural shampoo လေးတွေကိုသုံးစွဲကြပါလို့အကြံပြုပါရစေရှင် ဒီ channel လေးကအသားရေတန်ရှင်းမှုအတွက်သပင်နဲ့ဥယျာဉ်ပြတန်ရှင်းမှုအတွက်ဘဝတုတ္တလေးတွေကိုရှာဖွေစူးစီးပြီးတော့တင်ပြနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ channel လေးကို subscribe လေးလုပ်ပေးကြပါ like လေးလုပ်ပေးကြပါအခြားသိချင်တာများရှိရင်လည်း comment မှာလာပြီးတော့မှမေးမြန်းနိုင်ပါတယ်ကျွန်မဖြေကြားပေးပါမယ်ရှင်အခုလိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်